ဒီနေ့ကျွန်တော်တို့ YouTube channel ကလည်းပြီးတော့ sharing လုပ်ပစ်ခြင်းနဲ့အကြောင်းအရာလေးကဒီနေ့ခေတ်မှာဒီနေ့ကဘာကြီးမှာလူတိုင်းမသိမဖြစ်သိရမယ် topic logistics and supply chain management အကြောင်းလေးကို intention အနေနဲ့ကျွန်တော်တို့ပြပြပေးဆောင်မှာဖြစ်ပါ logistic and supply chain management အခြေခံ။ဘာတွေလဲ။ကျွန်တော်တို့မနေ့တိုင်းတောင်းနေတဲ့ coffee တွေအချိန်ပြည့်တောင်းနေတဲ့ phone ပြီးတော့မြေဝတ်တဲ့ဝတ်စားတွေ။ logistic နဲ့ supply chain management နဲ့ပတ်သက်နေတဲ့ဆိုတာကျွန်တော်တို့ပြန်ထမိတယ်။အဲ့လိုနေ့စဉ်တောင်းနေတဲ့ပစ္စည်းတွေဘယ်လိုရောက်လာလဲ။မှန်ပါတယ်။ကျွန်တော်တို့အောက်မှာပြထားတဲ့အတိုင်းပဲ။ ရေလန်းလေလန်းကုန်းလန်းအစရှိသဖြင့်ဒီလို transportation တွေကလည်းပြီးရောက်လာပါတယ်ပြီးမှကျွန်တော် warehouse ထဲမှာ storage လုပ်မယ်ပြီး distribution လုပ်မယ်ကျွန်တော်ပြောထဲမှာစောနကပြောတယ်ရေလန်းလေလန်းကုန်းလန်းဆိုတဲ့ barriers တွေရောက်လာပေါ့တနည်း fleet တွေနဲ့ရောက်လာပါတယ်အဲ့ဒီ fleet ဆိုတဲ့အသေးပဲကိုလည်းနောက်ထပ် slide တွေမှာအသေးစိတ် ရှင်းပြပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့အဓိကပြောချင်တာကကျွန်တော်တို့အခုတုံးနေတဲ့နေတိုင်းမှာတုံးနေတဲ့ဒီ logistic ရဲ့ supply chain ကလူတိုင်းမသိမဖြစ်သိဖို့အရေးကြီးလာတဲ့ topic တစ်ခုဖြစ်လာပါတယ်။ logistic and supply chain management ဒီနေ့ဒီ view မှာတော့ logistics and supply chain management ကြောင်းရအောင်သေးစိတ်ပြောသွားပါမယ်စတဲ့ပြပြဆိုရင်ဆက်လိုက်ပါမယ်အဲ့တော့ logistics ကပါလေ logistics ဆိုတဲ့အခါကိုဘေးကစခဲ့တဲ့လေဆိုတာနေပြီးကျွန်တော်စပြီးတော့မိဆက်ပြပါမယ်နောက်ပြီးတော့ဘယ်လိုစပြီးအသုံးပြုခဲ့လဲဆိုတာစကြပါမယ်။ logistics ဆိုတဲ့အကားကို ဘယ်ကစခဲ့လဲဆိုရင်ထောက်ရှေ့ခုနှစ်ဝန်းကျင်လောက်ကစပြီးတော့အနောက်နိုင်ငံတွေရဲ့စစ်တပ်တွေမှာစပြီးအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီကနေတစ်ဆင့်1950အစောပိုင်းကာလတွေမှာ UN ဖွဲ့စည်း adaptation လုပ်ပြီးတော့ပြန်လည်အသုံးပြုရကနေ NGOs တွေကနေထပ်မံ adaptation လုပ်ပြီးသုံးခဲ့ကြပါတယ်။2010ခုနှစ်နောက်ပိုင်းတွေမှာတော့ private business company တွေကပါတွင်တွင်ကြကြသုံးလာပြီး worldwide သုံးလာခဲ့ကြတာတွေ့ရပါတယ်။ logistic and supply chain ဟာဟိုးအရင်ကတည်းကစပြီးယနေ့ပြောင်းလဲနေတဲ့ကမ္ဘာကြီးထဲမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်နေပါဘူး။နောက်ထပ် supply chain အကြောင်းအရာတွေကိုလည်းဆက်လက်နှောက်ယှက်ပြီးတော့ပါမယ်။ဒီနေ့တော့ view တွေကတော့ပါပဲ။နောက်လာမယ့် video တွေမှာလည်း logistic and supply chain management ခေါင်းစဉ်တွေအကျဉ်းချုပ်ရှင်းပြပေးပါပါ။အားကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးဖို့လည်းမမေ့ပါနော်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။